ညာတရင်လေးဖတ်မယ်ဆိုမိရပြက်နော်အိပ်ပြောသွားဖတ်လိုက်ရအဲ့ဒါပြက်ပြက်အောင်မယ်အရန်စိတ်ပူနေတဲ့လောက်ကိုင်းနေအဲကုတ်ခိုင်းနေလာရှိုးမှာရှိရလူတွေအဲလာရှိုးရဲ့ဒီဘက်အချမ်းမှာရှိနေရလူတွေအတွက်နေ့ကသိရှိသလောက်ပြောပြခြင်းဖြစ်ပါတယ်ကိုတိုင်းဖုန်းဆက်ပြီးကိုတိုင်းသိတဲ့တရင်နေနော်အဲလာရှိုးကိုပိတ်မိနေပြီပေါ့လာရှိုးမှာပိတ်လိုက်ပြီပေါ့တီဘောမှာတရားပိတ်လိုက်တဲ့အတွက်ဟိုဘက်အချမ်းနေမှာလည်းလိုက်ပိတ်ထားတယ် ဟိုဘက် MMDA ကပိတ်တဲ့ဟာရှိရဲဒီဘက်စစ်တပ်ကပိတ်တဲ့ဟာရှိရဲအဲ့ခါကျတော့အဲ့ဒါကိုကြည့်ပြီးတော့စစ်ပြန်ဖြစ်တော့မယ်လာရှုတကြောပြန်ပြန်ဖြစ်တော့မယ်လာရှုမှနေတဲ့လူတွေကိုယ်တိုင်ကသတိထားဒီတခါတော့ဒုက္ခပဲပါညာနေဖြစ်အမှန်တကယ်ကတော့ဘာမှမရှိပါဘူးရှင်ဘာစစ်မှမဖြစ်နိုင်ပါဘူးဟိုဘက်ဒီဘက်အကုန်လုံးကအေးဆေးပဲဟို MMDAA တွေအဖွဲ့တွေကတရုတ်ကတရုတ်ကဖိအားနဲ့သူတို့ကဇလန်းစတာပေါ့နော်အဲ့တော့ဟို ဟိုဘာလို့ဘယ်လိုပြောရမလဲသူတို့က20ရက်နေ့ထိသူတို့ရဲ့အင်တာနက်တွေကုန်ပိတ်ထားတယ်အဲ20ရက်နေ့မှာအစည်းအဝေးရှိတယ်လို့သူတို့ကကြော်ညာပြီးတော့ဒီဒေသခံလောက်ကင်မှာဆိုရင်အလုပ်တွေအကုန်ရပ်ပလိုက်ပြီ20ရက်နေ့ထိကိုရပ်ထားတယ်အဲ့လိုတွေလုပ်တယ်ပေါ့နော်အဲ့တော့တိုက်ပွဲဖြစ်မလားလို့ပြောပေမဲ့ကျမစုံစမ်းသိရှိရတော့ဘယ်နေရာမှစစ်ပြင်းတာမတွေ့ရပါဘူး MMDA ကလည်းဟိုဟာဒီဟာဘာမှမလုပ်ဘူးဟိုသူများပြောသလိုဝါးတွေဆင်းလာတယ်ပါအဲ့ဒါလည်းလုံးဝလှုပ်ရှားမှုမတွေ့ရဘူးအဲဟိုရဘက်မှာ MMDA ကဟိုစက်ကြီးအောက်တာနည်းနည်းပြင်းထန်နေရပေါ့နော်အဲ့မှာနည်းနည်းလေးပြဿနာရှိနေတယ်အဲ့တော့နှစ်ရက်နေကိုအစည်းအဝေးရှိရဲတက်မတော်နဲ့ဆွင်းနှွေးမယ်ပေါ့ MMD နဲ့ပလောင်နဲ့အဲ့လိုအဲ့လိုမြောက်သုံးခေါင်တွေကလူတွေနဲ့ပေါ့ဆွင်းနှွေးမှာလို့အဲ့လိုသိရှိရတယ်ပေါ့နော်ဒါကတရုတ်ဘက်က အဲတရုတ်ဒီဘက်ကနေထုတ်ပြန်နေတဲ့သတင်းပေါ့နော်မြန်မာပြည်ဘက်ကတော့ဘာမှမကြားရဘူးစစ်ပြင်းနေရလဲဘာမှမရှိဘူးအေးအေးဆေးဆေးပါပဲလမ်းပိတ်ထားတာရှိရယ်နင်းလားငါလားဟဲ့အောင်နေမင်းဟဲ့အောင်မင်းလဲမင်းတို့ဒါလို့ငါတို့လဲဒါလို့မယ်အဲ့လိုပုံစံအခြေအနေပဲလို့ထင်ရတယ်ဒါပေမဲ့တရုတ်မြန်မာတမန်မြန်မာအစိုးရကပေါ့တရုတ်ကိုမကြောက်လို့တရုတ်ကိုစောက်ပြမဆိုင်ဘူးဟိုကိုနိုင်ငံရဲ့ဥပဒေအတိုင်းသွားတဲ့အတွက်အမ်ပြည်သူလူထုတွေမသိသေးတဲ့ အဲတရုတ်ရဲ့ကုန်ကားအစီ400ကိုတမတော်ကဖမ်းပလိုက်တဲ့ခါကျတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အဲ့ဒီဇလန်းနေဖြစ်လာတယ်လို့သိရှိရပါတယ်ရှင်။ပြီးရင်ရခိုင်မှာဆိုရင်စကန်းနေရှေ့ကိုဆက်ဆက်သွားနေတာခုနစကန်း၈စကန်းအထိအဲရပြီးဖြစ်ပါတယ်။အဲ့ဒီမှာအဲတမတော်ကအောင်ပွဲရနေတော့အဲဓာတ်ပုံရိုက်နေတော့ပေါ့ ဒရုန်းကြလို့အလူအများကြီးတည်တယ်ဆိုဗီဒီယိုဖိုင်ကကင်မရာ track ပါတေချာကြည့်ကြည့်ပါဒီလောက်ကြာရင်ဘယ်သူရောက်မှမလွတ်ပါဘူး drone နဲ့ကိုယ်တိုင်ခံကြည့်ကြည့်ကိုယ်တိုင်ကြာတာခံကြည့်ကြည့်အဲ့ခါကျရင်တိလိမ့်မယ်ကင်မရာ trade ကြီးဖြစ်ပါတယ်ခံစားရနေ